အနည်းငယ်များသော dressing ပမာဏကကြီးမားခြေပြက်နဲ့စွဲရင်များသောကိုဖန်တီးပေးနိုင်သလိုအလွန်ပြင်းထန်သောပေါက်ကွဲမှုကြီးများသောကိုလည်းဖြစ်ပေါ်လာသင့်နိုင်ပါတယ်။ဒီအရာကိုအကျိုးရှိရှိအသုံးပြုမယ်ဆိုရင် လူသားတွေရဲ့အနာဂတ်မှာကဘာတစ်တစ်ခုတောင်ဖန်တီးလာနိုင်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဖြစ်စည်းလက်နက်တွေသာဖြစ်လာခဲ့မယ်ဆိုရင် လူသားတွေနဲ့တက်ရှိမျိုးနွယ်စုအလုံးကိုမျိုးတုံးပြောက်ကွဲသွားအောင်အထိပြုလုပ်နိုင်တဲ့အန်ဒီအရင်များတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ဒါကိုနျူကလ িয়ার လို့ခေါ်ပါတယ်။ ဒီနေ့မှာတော့ကျွန်တော်ရဲ့ audience နေအများဆုံးတောင်းဆိုတာရဲ့ nuclear ရဲ့ကောင်းရင်းဆိုးခြင်းနေနဲ့ nuclear စွမ်းအင်ထုတ်လုပ်ခြင်း nuclear လက်နက်ပြုလုပ်ခြင်းစတဲ့အကြောင်းအရာများကိုအသေးစိတ်ဆွေးနွေးတင်ပြပေးသွားမှာဖြစ်လို့အစိုးရလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနျူကလ িয়ার ဆိုတာလူတွေဖန်တီးထားတာမဟုတ်ဘဲတဘောဝအတိုင်းတည်ရှိနေတဲ့အလွန်သေးငယ်အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ် အသေးသေးပြောမယ်ဆိုရင်တော့ dressing တိုင်းမှာရှိရဲ့အတန်တစ်ခုရဲ့အလယ်ဘဟုမှာ nucleus ဆိုတာရှိပါတယ်။ဒီ nucleus ထဲမှာ proton နဲ့ neutron လို့ခေါ်တဲ့အမှုန်လေးတွေပါဝင်ပါတယ်။ဒီထဲက proton ရဲ့အရေးအတွက်ဟာ dressing ရဲ့ atom number atomic number ကိုသတ်မှတ်ပြီးပြီး bed dressing ဖြစ်တယ်ဆိုတာကိုအတိအကျဖော်ပြပေးနိုင်ပါတယ်။ဥပမာရေထဲမှာ H2O ဆိုတဲ့ hydrogen atom နှလုံးနဲ့ oxygen atom နှလုံးပါဝင်ပါတယ်။ဒီအတန်တခုရေးစီရဲ့အလယ်ဘဟုမှာနျူကလ িয়ার ရှိပြီးအဲ့ဒီနျူကလ িয়ার ထဲမှာပရိုတွန်နဲ့နျူထရွန်တွေရှိကြပါတယ် ဒါကြောင့်ကျွန်တော်တို့သိထားသမျှ periodic table တွေက dressing 118ခုလုံးမှာ nuclear ရှိကြပါတယ်။ဒါပေမဲ့ dressing နိုင်ကတော့ nuclear စွမ်းအင်ကို မထုတ်လုပ်ပေးနိုင်ပါဘူး။ nuclear စွမ်းအင်ထွက်ပေါ်လာစေဖို့အတွက် uranium, plutonium, thorium, deuterium နဲ့ tritium စတဲ့ radio တတိယ dressing တွေကိုအသုံးပြုနိုင်ပါတယ်။နောက်ပြီး nuclear ဆွမ်းအင်ပေါ်ထွက်လာစေဖို့အတွက် nuclear fission ဆိုတဲ့အက်တမ်ခွဲခြားခြင်းနဲ့ nuclear fusion ဆိုတဲ့ hydrogen ပေါင်းစပ်ခြင်းဆိုပြီးနည်းလမ်းမျိုးရှိပါသေးတယ် နျူကလ িয়ার ဖစ်ရှင်ဆိုတာကအလွန်လေးလံတဲ့အတန်ရဲ့နျူကလ িয়ার ဆာတင်းနေတဲ့အစိပ်ပိုင်းတွေအဖြစ်ကွဲထွက်သွားတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ဒီလိုကွဲထွက်သွားတဲ့အခါမှာ dread to mass အနည်းငယ်ယော့သွားပြီးအဲ့ဒီယော့သွားတဲ့ dread to ဟာအင်မတန်ကြီးမားတဲ့စွမ်းရည်အဖြစ်ပြောင်းလဲသွားပါတယ်။နျူကလ িয়ার ဖစ်ရှင်ဖြစ်ပေါ်ဖို့အတွက်အကြီးကလိုအပ်ချက်ကတော့မတည်ငြိမ်တဲ့လေးလံတဲ့အတန်ရဲ့နျူကလ িয়ার တစ်ခုပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် Uranium 235နဲ့ Plutonium 239တို့ဟာ Nuclear Fission အတွက်အများဆုံးအသုံးပြုကြတဲ့ Dress နေဖြစ်ပါတယ်။ Hiroshima မြို့ကိုကျချခဲ့တဲ့ဗုံးရဲကုတ်အမိကလစ်တပွိုင်းဖြစ်ပြီး Uranium 235ကိုအသုံးပြုထားတဲ့ Nuclear Fission နည်းပညာသုံးဘုံးတလုံးဖြစ်ပါတယ်။နာဂါဆာကီမြို့ကိုချေချခဲ့တဲ့ဘုံရဲကုတ်အမိကဖက်မန်ဖြစ်ပြီးပလူတိုနီယံ239ကိုအသုံးပြုထားတဲ့နျူကလ িয়ার ဖစ်ရှင်နည်းပညာကိုသုံးထားတဲ့ဘုံတစ်လုံးပဲဖြစ်ပါတယ် နျူကလ িয়ার ဖစ်ရှင်ဖြစ်ပေါ်လာပုံအစစ်အစင်ကိုပြောမယ်ဆိုရင်လေးလံတဲ့နျူကလ িয়ার ဥပမာယူရေနီယံ235ကိုအလွန်နှေးကွေးတဲ့နျူထရွန်အမှုန်လေးတစ်ခုနဲ့ဝင်တက်လိုက်ပါတယ်။နျူထရွန်ဝင်တက်လိုက်တဲ့အခါမှာယူရေနီယံ236လိုမျိုးပိုပြီးမတည်ငြိမ်တဲ့နျူကလ িয়ার တစ်ခုအဖြစ်ခဏတာပေါ်ပေါက်လာပါတယ်။အဲ့ဒီမတည်ငြိမ်တဲ့နျူကလ িয়ার စာတည်ငြိမ်မှုအတွက်တင်းငယ်တဲ့နျူကလ িয়ার စ်နှစ်ခုသို့မဟုတ်သုံးခုအဖြစ်ချက်ချင်းကွဲထွက်သွားပါတယ်။ဥပမာအားဖြင့် Uranium 236ဟာ Barium နဲ့ Krypton တို့လို Nucleus တွေအဖြစ်ကွဲထွက်သွားနိုင်ပါတယ် နျူကလ িয়ার ကွဲထွက်သွားတဲ့အခါမှာအပိုနျူထရွန်နှစ်ခုသို့မဟုတ်၃ခုလည်းပေါ်ထွက်လာနိုင်ပါတယ်။ဒီဖြစ်စဉ်မှာဒရက်ထူအနေနဲ့ယော့သွားပြီးအဲ့ဒီယော့သွားတဲ့ဒရက်ထူဟာအိုင်စတိုင်းရဲ့ E = mc² ဆိုတဲ့နာမည်ကျော် theory အရအင်မတန်ကြီးမားတဲ့စွမ်းအားဖြစ်ပြောင်းလဲသွားပါတယ်။ဒီစွမ်းအင်ကနေအပူနဲ့တက်ရောက်ကြီးပုံစံကိုရရှိခြင်းဖြစ်ပါတယ်။နျူကလ িয়ার ဖစ်ရှင်ရဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့ chain reaction လို့ခေါ်တဲ့စက်တိုက်ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်။နျူကလ িয়াস တစ်ခုကွဲထွက်သွားတဲ့အခါမှာ ထွက်ပေါ်လာတဲ့အပိုနျူထရွန်တွေဟာတခြားယူရေနီယံ235နျူကလ িয়াস တွေကိုထပ်မံဝင်တိုက်နိုင်ပါတယ်။ဒီလိုနဲ့နောက်ထပ်နျူကလ িয়াস တွေကွဲထွက်သွားပြီးနောက်ထပ်နျူထရွန်တွေထွက်ပေါ်လာကဒီဖြစ်စဉ်ဟာဇက်တိုက်ဖြစ်ပေါ်သွားနိုင်ပါတယ်။ဒီ chain reaction ကိုထိန်းချုပ်နိုင်မယ်ဆိုရင်နျူကလ িয়াস ဓာတ်ပိစက်ရုံတွေမှာလျှက်စစ်ဓာတ်ထုတ်လုပ်ဖို့အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့မထိန်းချုပ်နိုင်ရင်တော့အင်မတန်အားကောင်းတဲ့နျူကလ িয়াস ပောက်ကွဲမှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ နျူကလ িয়ার ဖစ်ရှင်ရဲ့ကောင်းတဲ့အချက်တွေကတော့အနည်းငယ်ရှိသောနျူကလ িয়ার လောင်စာပမာဏကနေတောင်အင်မတန်မြတ်ပြတဲ့စွမ်းအင်ကိုထုတ်လုပ်နိုင်ပါတယ်။ကြောင်မီးသွေးတို့မဟုတ်ရင်းနယ်လိုမျိုးရုပ်ကျွင်းလောင်စာတွေကိုအသုံးပြုရတဲ့လေရုညဉ့်ညံ့မှုနေပါပါတယ်။အတိအကျပြောရမယ်ဆိုရင်ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုမရှိသလောက်နေပါပါတယ်။နျူကလ িয়ার ဖစ်ရှင်ကိုအသုံးပြုပြီးရရှိလာတဲ့အပူစွမ်းအင်နဲ့ရေကိုစုအောင်တည်ပြီးရင်းနှီးငွေနဲ့တာပိုင်မှုလေကလျှက်စစ်တအားထုတ်လုပ်နိုင်ပါတယ်။ ရေဒီယိုတက်တီကျော့အိုက်ဆိုတုပ်တွေကိုနျူကလ িয়ার ဖစ်ရှင်ကနေရရှိနိုင်ပြီးရောဂါရှာဖွေခြင်းနဲ့ကုသခြင်း တွေမှာအသုံးပြုကြပါတယ်။သုတေသနလုပ်ငန်းများမှာလည်းအတန်ရဲ့အပြုမှုကိုလေ့လာခြင်း၊ dressing အသင့်များဖန်တီးခြင်း၊စတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။နျူကလ িয়ার ဖစ်ရှင်ရဲ့ဆိုးကျိုးတွေကတော့နောက်ဆက်တွဲအနေနဲ့ရေဒီယိုတက်တီကျော့အမိုက်တွေပေါ်ထွက်လာပြီးဒါကူဘီကွင်းသာစီမံခန့်ခွဲနိုင်မှုအချိန်တော်ကြာလိုအပ်ပါတယ်။နျူကလ িয়ার ဒါအဘေးစက်ရုံတွေမှာ မတော်တဆမှုတွေဖြစ်ပေါ်လာရင်အင်မတန်ဆိုးရွားရဲ့တက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ ဥပမာချာနိုဗိုင်နဲ့ဖျူကူရှိမားလိုနျူကလ িয়ার တအားပေးစက်ရုံတွေပေါက်ကွဲခြင်းဟာတော်တော်လေးထိတ်လန့်စရာကောင်းပါတယ်။နျူကလ িয়ার ဖစ်ရှင်ကိုအသုံးပြုပြီးအင်အားကြီးမားတဲ့နျူကလ িয়ার လက်နက်တွေကိုဖန်တီးနိုင်ခြင်းဟာကျွန်တော်တို့လိုတာမန်ပြည်သူတွေနဲ့ကမ္ဘာကြီးအတွက်စိုးရိမ်စရာအကြောင်းတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ကောင်းတာတစ်ခုကယူရေနီယံလိုမျိုးနျူကလ িয়ার လောင်စာတွေဟာကမ္ဘာပေါ်မှာအကန့်အသတ်နဲ့ပဲရှိပါတယ်။အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်နျူကလ িয়ার ဖစ်ရှင်ဟာအတန်ရဲ့နျူကလ িয়ার ကွဲထွက်ပြီးအင်မတန်ကြီးမားတဲ့စွမ်းအင်တွေကိုထုတ်လွှတ်ပေးတဲ့အရေးပါတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ်ဒီဖြစ်စဉ်ကိုလူသားတွေအတွက်အကျိုးရှိတဲ့နည်းလမ်းအနေနဲ့အသုံးပြုနိုင်သလိုအန္တရာယ်များတဲ့နည်းလမ်းအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။ဒါကြောင့် nuclear fission ကိုဘေးကင်းစွာနဲ့တာဝန်သိစွာအသုံးပြုဖို့အလွန်အရေးကြီးပါတယ်။ nuclear fission ဆိုတာကတော့အလွန်ပေါ်ပါတဲ့အတန်ရဲ့ nucleus နှစ်ခုတို့မဟုတ်နှစ်ခုတက်ပိုးတဲ့အခြေအနေဟာအလွန်မြင့်မားတဲ့အပူချိန်နဲ့ဖိအားအောင်မှာပေါင်းဆက်ပြီးပိုလေးရဲ့ nucleus တစ်ခုဖြစ်ပေါ်လာတဲ့ဖြစ်စဉ်တစ်ခုပါ။ဒါကို nuclear fission ရဲ့စန့်ကျင်ဘက်ဖြစ်စဉ်တစ်ခုလို့ယူဆသတ်မှတ်ထားနိုင်ပါတယ်။ နျူကလ িয়ার ဖျူရှင်ဖြစ်ပေါ်လာဖို့အတွက်အထူးကလိုအပ်တာကတော့အလွန်ပေါ်ပါတဲ့အတန်ရဲ့နျူကလ িয়ার တွေနဲ့အင်မတန်မြင့်မားတဲ့အပူချိန်နဲ့ဖိအားတွေပဲဖြစ်ပါတယ်။တဘာဝမှာဒီဖြစ်စဉ်ဟာကျယ်ရီရဲ့အတွင်းပိုင်းမှာအထူးကဖြစ်ပေါ်ပါတယ်။ဥပမာအားဖြင့်မေဟာဟိုက်ဒရိုဂျင်နျူကလ িয়ার တွေကိုပေါင်းစပ်ပြီးဟီလီယမ်နျူကလ িয়ার အဖြစ်ပြောင်းလဲကာစွန့်ရင်ထုတ်လုပ်နေရကြောင်းဆိုလာစနစ်တမ်အတွင်းနေရဲ့အပူချိန်နဲ့အလင်းရောင်ကိုရရှိနေခြင်းဖြစ်ပါတယ်။ဒီအကြောင်းအရာအသေးစိတ်ကိုကဘာကြီးဖြစ်ပေါ်လာပုံဆိုတဲ့ဒီဗီဒီယိုမှာဆက်လက်လည်လို့ရပါတယ်။ ဆိုတော့မြေပြင်ပေါ်မှာနျူကလ িয়ার ဖြူရှင်ကို ဖန်တီးနိုင်မှုကတော့အလွန်ခက်ခဲပါတယ်။ဘာလို့လဲဆိုရင်လိုအပ်တဲ့အပူချိန်နဲ့ဖိအားတွေဟာအလွန်မြင့်မားခြင်းကြောင့်ဖြစ်ပါတယ်။သူတေတီတွေဟာဒီအခြေအနေတွေကိုဖန်တီးနိုင်မှုနီးလမ်းမျိုးစုံနဲ့ကြိုးစားနေကြပါတယ်။အတုံးများသောဖြူရှင်တုံ့ပြန်မှုတစ်ခုကတော့ဒူဒီရီယန်နဲ့ထရီရီယန်တို့ရဲ့ပေါင်းစပ်မှုပဲဖြစ်ပါတယ်။ deuterium ဆိုတာ hydrogen ရဲ့ isotope တစ်မျိုးဖြစ်ပြီး nucleus ထဲမှာ proton တစ်ခုနဲ့ neutron တစ်ခုပါဝင်ပါတယ် tritium ဆိုတာကလည်း hydrogen ရဲ့ isotope တစ်မျိုးပဲဖြစ်ပြီး nucleus ထဲမှာ proton တစ်ခုနဲ့ neutron တစ်ခုပါဝင်ပါတယ်။ဒီ nucleus နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ helium 4 nucleus အဖြစ်အလွန်အားကောင်းတဲ့ neutron တစ်ခုနဲ့အင်အားကြီးမားတဲ့စွမ်းအင်ပမာဏတစ်ခုထွက်ပေါ်လာပါတယ်။ Okay ဒီနေရာမှာ nucleus တွေဟာအပြုသဘောဆောင်တဲ့လျှက်စစ်တမ်းအကိုတည်ဆောင်ထားတာကြောင့်တစ်ခုနဲ့တစ်ခုတွန်းငယ်အားရှိကြပါတယ်။ဒီတွန်းကန်အားကိုကြော်လာပြီး nucleus တွေကိုပေါင်းစပ်နိုင်မှုအတွက် degree centigrade တန်ပေါင်းများစွာအထိမြင့်မားတဲ့အပူချိန်လိုအပ်ပါတယ် ဒီအပူချိန်မှာအက်တန်တွေဟာပလာစမာလို့ခေါ်တဲ့အိုင်ယွန်းနဲ့တန်ခိုးအခြေအနေကိုရောက်ရှိသွားပါတယ်။နောက်ထပ်နျူကလ িয়াস တွေကိုနီးကပ်စွာစုသီးထားနိုင်မှုအတွက်အင်မတန်မြင့်မားတဲ့ဖိအားတစ်ခုလည်းလိုအပ်ပါတယ်။ DPR ကနျူကလ িয়াস တွေပေါင်းစပ်ဖို့အခွင့်အလမ်းပိုများစေပါတယ်။လုံလောက်တဲ့အပူချိန်နဲ့ဖိအားကိုရရှိသွားတဲ့အခါမှာပေါ်ပါတဲ့နျူကလ িয়াস တွေဟာတစ်ခုနဲ့တစ်ခုနီးကပ်ပြီးအပြင်းနဲ့နျူကလ িয়ার အင်အားကြောင့်ပေါင်းစပ်ပြီးပိုလေးတဲ့နျူကလ িয়াস တစ်ခုဖြစ်ပေါ်လာပါတယ်။ နျူကလ িয়ার ဖျူရှင်ဟာကာဗွန်နဲ့အောက်ဆိုက် CO2 လိုမျိုး green house gas တွေကိုထုတ်လွှတ်မှုမရှိသလောက်နှေးပါတာကြောင့်သဘာဝပတ်ဝန်းကျင်အတွက်အင်မတန်ကောင်းမွန်တဲ့စွမ်းအင်အရင်းမြစ်တစ်ခုဖြစ်ပါတယ်။ဖျူရှင်အတွက်အဓိကလောက်တာအဖြစ်ဒူဒီရီယန်ကိုပင်လယ်ရေထဲမှာအလွယ်တကူရရှိနိုင်ပါတယ်။ထရီဒီယန်ကတော့သဘာဝမှာရှားပါပြီမဲ့လီဒီယန်ကနေဖန်တီးယူနိုင်ပါတယ်။ဖျူရှင်တုံ့မြတ်မှုဟာ chain reaction လိုမဟုတ်တဲ့အတွက် fission လိုမျိုးမတင်းချုံနိုင်တဲ့ပောက်ကွဲမှုတွေကိုဖြစ်ပေါ်လာသေးဖို့အခွင့်အလမ်းအင်မတန်နှေးပါပါတယ်။ ုံ့ပြန်မှုကိုရပ်တန့်ခြင်းနဲ့လည်းလောင်စာထောက်ပံ့မှုဖျက်တောက်လိုက်အောင်နဲ့ရပ်တန့်သွားနိုင်ပါတယ်။ဖြူရှင်ကနေထွက်လာတဲ့ရေဒီယိုတက်တိကျအမိုက်တွေဟာဖစ်ရှင်ကနေထွက်လာတဲ့အမိုက်တွေထက်တက်တန်းဖို့တူပြီးစီမံခန့်ခွဲရတာပိုလွယ်ကူပါတယ်။နျူကလ িয়ার ဖြူရှင်ကိုကမ္ဘာမြေပေါ်မှာဖန်တီးဖို့လိုအပ်တဲ့အပူချိန်နဲ့ဖိအားဟာဤပညာပိုင်းအရာအင်မတန်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။အပူချိန်ဒီဂရီစင်တီဂရိတ်တန်ပေါင်းများစွာရှိတဲ့ပလတ်စမာကိုဘယ်လိုပစ္စည်းနဲ့မှထိတွေ့လို့မရပါဘူး။ ဒါကြောင့်တန်လိုက်စက်ကွင်းကိုအသုံးပြုပြီး plasma ကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။ဒီနည်းပညာကအင်မတန်ရှုပ်ထွေးပါတယ်။လက်ရှိမှာတော့ fusion သုတေသနစမ်းသပ်မှုအများစုဟာ fusion ကနေထုတ်လွှတ်နိုင်တဲ့စွမ်းအင်ပမာဏထက် fusion ကိုစတင်ထိန်းသိမ်းဖို့တုံ့ဆွဲရတဲ့စွမ်းအင်ပမာဏကပိုများနေပါသေးတယ်။ဒါကြောင့် net energy gain ရရှိဖို့အတွက်သုတေသီတွေအများကြီးကြိုးစားနေကြပါတယ်။ fusion တရားပိစက်ယုံတွေတိစားဖို့အတွက်အစစ်မြစ်နည်းပညာနဲ့အင်မတန်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်ပါတယ်။ ကမ္ဘာတဝန်းမှာနျူကလ িয়ার ဖြူရှင်ကိုလက်တွေ့အသုံးချနိုင်မှုအတွက်ကြီးမားတဲ့သုတေသန project တွေအများကြီးလှုပ်ဆောင်နေကြပါတယ်။ဒီထက်ကအထင်ရှားဆုံးတစ်ခုကတော့ပြင်သစ်နိုင်ငံမှာတည်ဆောက်ထားတဲ့ IDEA လို့ခေါ်တဲ့ project ပဲဖြစ်ပါတယ်။ဒီ project ရဲ့ရည်ရွယ်ချက်က net energy gain ကိုတက်တည်ပြနိုင်တဲ့ fusion စက်ရုံတစ်ခုကိုတည်ဆောက်နိုင်မှုပဲဖြစ်ပါတယ်။ဒါ့အပြင်တခြားနိုင်ငံတွေမှာလည်းကိုယ်ပိုင် fusion သုတေသန project တွေကိုလှုပ်ဆောင်နေကြပါတယ်။ဥပမာအားဖြင့် American, Britain, တရုတ်စတဲ့နိုင်ငံတွေမှာ fusion နည်းပညာကိုတိုးတက်အောင်လှုပ်ဆောင်နေကြပါတယ်။ အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် nuclear fusion ဟာလူသားတွေအတွက်အနာဂတ်မှာတန့်ရှင်းပြီးလုံခြုံစိတ်ချရတဲ့စွမ်းရည်အရင်းမြစ်တစ်ခုဖြစ်လာနိုင်မှုအလားအလာအများကြီးရှိပါတယ်။ဒါပေမဲ့လက်တွေ့အသုံးချနိုင်မှုအတွက်နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုကျော်သွားနိုင်မှုအချိန်နဲ့ရင်းနှီးမြှုပ်နှံမှုအများအပြားလိုအပ်ပါသေးတယ်။ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။